ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ29ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့မိုးကောင်းပြည်သူစစ်ကောင်းဆောင်တင်မိုးနဲ့မိမစက္ကခ3နဲ့ပူပေါင်းပြီးပြည်သူများထံမှစက်ကြီးကောက်ငွေညှစ်မှုတွေကိုလှုပ်ဆောင်နေကချမ်းသာနေပြီးအဆိုပါပြည်သူစစ်ကောင်းဆောင်မိမကို KIA ကဖမ်းဆီးခဲ့ဘူးကတတိပေးခဲ့ပြီးပြန်လည်လွတ်ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မိုးကောင်းမြို့မှာပြည်သူစစ်ကောင်းဆောင်တင်မိုးနဲ့၎င်းရဲ့မိမဖြစ်သူတို့ဟာမိုးကောင်းမြို့အခြေစိတ်စက္ကခသုံးမှစစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပြီးဒေသခံပြည်သူတွေထံမှအကြမ်းဖက်ငွေတောင်းခံစက်ကြီးကောက်တာတွေပြုလုပ်နေတယ်လို့သိရှိရပါတယ်။မိုးကောင်းမြို့အတွင်းမှာရှိတဲ့အချက်အချာကြတဲ့နေရာတွေတမကမိုးကောင်းတတား မိုးကောင်းမှမြေကြီးနားအထွက်ကိတ်မိုးကောင်းမှမန္တလေးအထွက်ကိတ်တွေမှာလဲစစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းကအဆိုပါပြည်သူစစ်ကောင်းဆောင်မှဂိတ်ထိုင်ပြီးစက်ကြီးကောက်တာတွေကိုပြစ်လုံနေတယ်လို့သိရှိရပါတယ်။ဒါအပြင်မြို့ရင်းမှာလဲဘိန်ကန်မာဆက်နဲ့ KDV လို့ဟာရီကို၎င်းရဲ့အမိတ်နဲ့လာစဉ်လိုင်းကြီးယူကတရားဝင်ဖွင့်လှစ်ခွင့်ပြုထားပြီးအဆိုပါလုပ်ငန်းတွေမှာရကအခကျင်းွေတွေကိုစစ်တပ်နဲ့ပြန်လည်ခွဲယူတယ်လို့သိရှိရပါတယ်။ မူကောင်ကပြည်သူတွေအကုန်တိပါတယ်စစ်တပ်နဲ့ပေါင်းပြီးဂိတ်တိုင်းဂိတ်ချဘိန်ကန်ဖွင့်အကုန်လုပ်တာမြို့ကကျင်းချင်းလေးစမူဆာလောက်ပဲရှိတော့ကိုမူကောင်တတမြေကြီးနာအထွက်ဂိတ်မူကောင်မန္တလေးအထွက်ဂိတ်အကုန်ဂိတ်ချထားတာကြာနေပြီးအများကြီးပဲပြီးတော့အဲ့ဒီကရတဲ့ငွေတွေနဲ့သူမိမဆိုငွေတွေကိုတီးနေတာပဲလို့မိုးကောင်မျိုးခန်ဒေတာခန်တူမှပြောပါတယ်အစောပါပြည်သူစစ်ကောင်းဆောင်ရဲ့မြို့သမီးမိတွေ့ဆိုသူကလည်းသူ့ယောက်ျားရဲ့အရှိန်နဲ့ ဒေတာခံပြည်သူတွေအပေါ်မှာမောက်မှာရိုင်းဆိုင်ကအနိုင်ကျင့်ပိုကျမှုတွေပြုလုပ်လို့ရှိတယ်လို့သိရှိရပါတယ်။ဒါအပြင်ပုံကိုရေးအရာမကျေနပ်မှုတွေရှိရင်လည်းသူ့ယောက်ျားတပည့်ပြည်သူစစ်တွေအကုန်နဲ့တနက်ပြစ်ဖောက်ဖြေရှင်းမှုတွေလည်းပြုလုပ်လို့ရှိတယ်လို့သိရှိရပါတယ်။သူမိမမိထွေးကပိုဆိုတယ်။အရင်ကဘာမှမရှိဘူး။အခုသူ့ယောက်ျားဂိတ်ထိုင်တာနဲ့စက်ကြီးကောက်တာတွေကနေရတဲ့ပက်ဆန်တွေနဲ့ရွှေကိုတီးနေတာပဲပြီးတော့တခုခုမကြေလည်တာရှိရင်လည်းပြည်သူစစ်တွေကားပေါ်တင်ပြီး အဲ့ဒီရှေ့မှာတနက်သွားဖောက်ပြီးမိုက်ကြီးခွဲကြတာလို့ဆိုပါတယ်ပြည်သူတွေကိုအဲ့ဒီလိုအနိုင်ကျင့်နှိပ်စက်မှုတွေပြုလုပ်ခဲ့တာကြောင့်အဆိုပါမိုးကောင်ပြည်သူစစ် မိမမိထွေဆိုသူကိုပြီးခဲ့တဲ့နှစ်တွေအတွင်းက KIA အနေနဲ့ဖမ်းဆီးခဲ့ပြီးတတိပေးဆုံးမကပြန်လည်လွတ်ပေးခဲ့ဘူးတယ်လို့သိရှိရပါတယ် KIA တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတဲ့နောက်ပိုင်းမှာစတင်ကအဆိုပါပြည်သူစစ်ခေါင်းဆောင်မိမအနေနဲ့ အပြင်ထွက်သွားလာရမှာနောက်ပါလုံကြုံရေးတွေနဲ့သာသွားလာတော့ပြီးပြည်သူတွေအပေါ်မှာပုံမမောက်မှလာတယ်လို့သိရှိရပါတယ်။အဲ့ဒီပြည်သူစစ်ကောင်းဆောင်မိမကို KIA ကတခါဖမ်းပြီးပြန်လွတ်ပေးခဲ့ဘူးတယ်။အတိကကပြည်သူတွေအပေါ်မှာ မောက်မှလို့ဆိုပြီးပြန်လွတ်ပေးခဲ့တာအဲ့ဒါကပြန်လွတ်လာပြီးကလေးကဘယ်တော့တော့ပေးလာလာနောက်ပါတပစ်တပန်းတွေနဲ့ပဲသွားတော့တယ်လို့ဆိုပါတယ်။မိုးကောင်းမြို့တွေမှာအဆိုပါပြည်သူစစ်ကောင်းဆောင်တဲ့အဖွဲ့အားစစ်တပ်နဲ့ပူးပေါင်းပြီးဂိတ်ထိုင်စခန်းချတာတွေတမကား ်အနီးအနားဒေသတွေကိုစစ်ကြောင်းထိုးရမှာလဲလိုက်ပါလမ်းပြလေးရှိတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မင်းတုံမြို့နယ်မှာတိုင်းစင်ရဲမှုလိုက်ပါလာတဲ့ကာလီဇီပါရင်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခတ်မှုစစ်တပ်ဘက်မှလေးဦးသေဆုံးခဲ့ပြီးခရင်တချို့တင်ဆက်ရရှိကကာဒဇီကိုမိရှုရှင်းလင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမင်းတုံမြို့နယ်မှာတိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ကာလီဇီပါရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ခဲ့ရမှာ စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ပြီးခရင်တချို့တင်ဆက်ရရှိကကာတစီကိုမိရှုရှင်းလင်းနိုင်ခဲ့ကြောင်းတရက်ခရင်အမတ်လေးတရင်မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်အော်တိုဘားလ28ရက်နေ့မွန်လွယ်12:50မိနစ်ခန့်မှာမင်းတုံမြို့နယ်မဲစလီကြည်ရွာနဲ့ဝန်တွင်းကြည်ရွာအကြားမှာရှိတဲ့ပသိမ်မုံရွာလက်ပိုင်ပေါ်မှာမင်းတုံမြို့ဘက်မှဝန်တွင်းကြည်ရွာဘက်ကိုမောင်းနှင်လာတဲ့တိုင်းအဆင့်ရင်းမှုလိုက်ပါလာသောကာလီစည်းပါရင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်မှာ4 week ကတစည်းဟာမိုင်းတီမန်ကမောင်းပြေးသွားပြီး၎င်းကမောင်းပြေးတော့ရကိုတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီနောက်ကားပေါ်ပါလာတဲ့စစ်သားတွေကမိုင်းတီမန်ထားတဲ့ကားကိုရက်ထားခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေကိုကြံတဲ့ကား3စီးပေါ်တင်ဆောင်၍ထွက်ပြေးမောင်းနေတော့ကြောင်းသိရှိရပါတယ်။ ရင်တက်ကဲမှုအတွင်မှာအကြံဖတ်စစ်တပ်မှမြင့်မြင့်လီဦးထိကိတ်သိဆုံးနိုင်ပြီး၎င်းတို့ထမ7.62 G 98တောင်း G3 G 24တောင်းကာပိုင် G 18တောင်းစစ်သုံးဆောင်ပစ္စည်းအချို့နဲ့ငွေသား3သိန်းကျပ်တို့ကိုတင်ဆက်နိုင်ခဲ့က၎င်းတို့ထားခဲ့တဲ့ကာတစီကိုလည်းမိရှုရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ရတဲ့သတင်းအရလူကြီးလမ်းကြောင်းဖြတ်မယ်တိုင်းအဆင့်ရင်းမှုပါမယ်ဆိုတဲ့ဟာပေါ့မကွေးတိုင်းရင်းမှုလားဆိုတော့ဆက်လက်အတည်ပြုစေပါ ကာလီစီဖြတ်တဲ့အခါမှာကျွန်တော်တို့မိုင်းဆွဲတက်ခိုက်တာမှတစည်းတီပါတယ်အဲ့ဒီတစည်းမှာပါလာတဲ့ကောင်တွေက၄ဦးထက်မနဲ့တိခိုက်သိမ်းဆုံးနိုင်တယ်အဲ့ဒီဟာမှာလဲတိုင်းမှုအစ်စ်ပါလာမပါလာဆိုတော့ကူတော့ဆက်လက်စုံစမ်းစေပါကျွန်တော်တို့စုမှုထားတဲ့ဒေတာတွေမှာဒီတက်ပိုးတဲ့စီးလှုပ်ရှားမှုတွေစစ်ကောင်စီလှုပ်လာမဲ့ရွေးကောက်ပွဲတွေအဲ့ဒါတွေကိုတိုက်ခိုက်သွားဖို့လှုပ်ဆောင်မယ်လို့တရက်ခေအမလီတရင်မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြံဖတ်စစ်တကောင်းမင်းတို့မျိုးအဝင်၅မိုင်စစ်စေးကိမလက်နက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်ခဲ့ပေမယ့်တော်လိုင်းရဲပေါ်များအထီးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒေသပြည်သူများနဲ့ခီးသွားပြည်သူများအနေနဲ့အကြံဖတ်စစ်တပ်ရဲ့ရန်ကာနေမှုတွေကိုဘီယူဆိုင်သွာလာနေထိုင်ကြပါရန်တရက်ခရိုင်အမလီတရင်မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကဆက်လက်ပြောဆိုပါရခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်တွေတဲချောင်းမှမွတ်စလင်300နိဘာကိုစစ်ကောင်စီစစ်တင်နဲ့ပြင်းနေကြောင်းတင်ဆက်ပေးပါမယ်။ရကိုင်းပြည်စစ်တွေမြို့တဲချောင်းကြီးရွာမှာမွတ်စလင်300နိဘာကိုစစ်ကောင်စီကအခြေခံစစ်ပညာတင်တန်းပေးနေကြောင်းမျက်မြင်စစ်တွေမြို့ခံတွေကပြောပါတယ်။စစ်တင်နဲ့ပြင်းနေခြင်းမှာရက်မီများကြာနေပြီကိုမသိရှိရပေမဲ့တဲချောင်းရွာထဲမှာမွတ်စလင်300ဦးကိုစစ်တင်နဲ့တက်ရောက်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခေါ်ယူတော့ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကမြင်တွေ့ခဲ့ရတယ်လို့ မြင့်မြင့်စစ်တွေမြို့ခတ်တူကပြောပါတယ်တဲချောင်းကအလူပွဲတစ်ခုကိုသွားတော်မှာတွေ့ကြရတာပါမနေ့6ရက်လောက်ဆိုရွာထဲမှာမော့စလင်လူငယ်ပိုင်းတွေလူစုကြပြီးခုနှစ်နိုင်ဆိုတာနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားနဲ့ခေါ်သွားတာရှိတယ်ခြေချင်းလျှောက်ခေါ်သွားတာရှိတယ်ည6ရက်ကျော်ဆိုရင် ပြန်လာပို့ပေးတယ်တိကေရတာကအဲ့ဒီလိုနေ့စဉ်ခေါ်သွားတယ်ပြောတယ်စစ်တင်နန်းပေးတယ်ခိုင်းစရာရှိတာခိုင်းပြီးရွာကိုပြန်ပို့တယ်လို့တိကေရတယ်လို့ဆိုပါတယ်အဆိုပါမော့စလင်300နီးပါးမှာ တေးချောင်းရွာတခုတည်းကမဟုတ်ကြောင်းနဲ့တေးချောင်းရွာအနီးအနားမှာရှိတဲ့ဘူမေရွာဓားပိုင်ရွာစတဲ့ကြေးရွာမှလူငယ်များလည်းပါဝင်ကြောင်းသိရှိရပြီးယင်းရွာများမှာမွတ်စလင်ကြေးရွာများဖြစ်ကြပါတယ်။နောက်ထပ်မျက်မြင်စစ်တွေမြို့ခတ်တူကတေးချောင်းတခုတည်းကမဟုတ်ဘူးလို့ပြောတယ်။ဓားပိုင်နဲ့ဘူမေကလည်းပါတယ်ပြောတယ်။တေးချောင်းမှာလူစုကြပြီးစစ်ကောင်စီကခေါ်သွားတာမန်စီနဲ့အောင်တန်ရွာဘက်ကိုခေါ်သွားကြတယ်။မန်စီဘက်မှာစစ်တပ်ရှိပါတယ်။အဲ့ဒီမှာလီချင်ရီကွင်းတွေလှုပ်ထားတယ်။ စစ်တနက်ပြီးတော့ဘန်ဂါရီတူးခိုင်းတာစသဖြင့်အကုန်ခိုင်းပြီးညနေကျရင်ပြန်ပို့လိုက်တယ်လို့ဆိုပါတယ်စစ်ကောင်စီဘက်မှစစ်တွေမြို့မှာရှိတဲ့မွတ်စလင်တွေကိုအတင်းအဓမ္မခေါ်ယူစစ်သားစုဆောင်းကစစ်တနက်များပေးအပ်နေတယ်လို့တချို့မွတ်စလင်တွေကိုလည်းနေစားကားနဲ့ငှားရမ်းကအလုတ်လုတ်ခိုင်းစေကြောင်းစစ်တွေမြို့ခံတွေကပြောပါတယ်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းတင်တန်းကိုခေါ်ယူခံရတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရိုက်နှက်ခိုင်းစေမှုတွေနဲ့တပ်စခန်းဆောက်လုပ်ခြင်းဘန်ကာများတူးခြင်း မြောင်များတူးခြင်းနဲ့အောက်ခြေကအလုတ်တွေကိုလုတ်ကင်နေရကြောင်းစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီကအမြင့်ကျွန်းပါတလိတ်ဝါဘိုဘက်တွေကတက်ဆုပ်ပြီးတော့နိုင်ကန်တက္ကဆာမှာဆူထားကြတယ်။ပြီးတော့စစ်တွေတက္ကသိုလ်အနောက်ဘက်တဲချောင်းဓာပိုင်မန်စီအောင်တိုင်ရေချမ်းပြင်စတဲ့ကန်းကြီးတစ်လျှောက်ကိုနေရအပြည့်ဝယူထားတယ်။တက်စကန်တွေတိုးဆောက်ထားတာကရုတ်ချင်းတွေနဲ့အခိုင်အမာပြင်ဆင်ထားကြတယ်။တိရတာကစစ်တွေကတက်ဆုပ်ရင်တောင်အဲ့ဒီဘက်ကနေတက်ဆုပ်မယ်ပေါ့။ အဲ့ဒီလိုပြင်ဆင်ထားနေကြတာဖြစ်ပါတယ်အတိအကကတော့မေယူမြို့ဝါပေါ့လေရေချမ်းပြင်စိတ်ကမ်းမှာလဲစစ်သင်းမော်တွေရှိနေတော့ဒီဘက်ကလားမြို့ဝါကစစ်သင်းမော်တွေလဲအဲ့ဒီဘက်ကိုပူပေါင်းလို့ရတယ်ဆိုတော့ထွက်ပြေးပေါက်ကိုကျူတင်ပြင်ဆင်ထားတဲ့သဘောပါလို့နောက်ထပ်စစ်တွေမြို့ခံတဦးကပြောပါတယ်စစ်တွေမြို့အနီးမှာစစ်ကောင်စီတရင်တက်စကမ်းများနဲ့အာရကတ်တက်တော့အေအေတို့အကြာဒရုန်းပစ်ခတ်မှုစနိုက်ပါပစ်ခတ်မှုအပါအဝင်လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများရှိနေပြီးယခုရက်ပိုင်းတွင်ပုံမှုပြင်းထန်နေကြောင်းသိရှိရပါတယ် နှစ်ပတ်စလုံးကလက်နက်ကြီးများအပါအဝင်ဒရုန်းများနဲ့ပစ်ခတ်မှုများရှိနေသလိုယင်းပစ်ခတ်မှုကြောင့်အရက်သားများနေထိုင်ရာကြေးရွာများကြောက်ရောက်ပေါက်ကွဲမှုကြောင့်ထိခိုက်ဒေဆုံးမှုများလည်းရှိနေပါတယ်။အော်တိုဘာလာဇန်ပိုင်းကအေအေးရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်တွေမျိုးအဝင်မင်းချောင်းတရားအနီးအမြင့်ကျွန်းကြေးရွာမှာစစ်ကောင်စီရဲစခန်းမှာတက်ဆုပ်ပြေးသွားပြီးတရားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ စစ်တွေမျိုးအနီးတိုက်ပွဲမှာအချိန်မရွေးပြင်းထန်တဲ့အခြေအနေကိုရောက်ရှိနိုင်တဲ့စစ်ရေးတင်းမာမှုရှိနေပြီးမြို့ထဲမှာရှိတဲ့ပြည်သူတွေဟာအခြားဘေးကင်းရာနေရာကိုတောရောက်လိုပေမဲ့လည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပိတ်ဆို့ထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လူငယ်များရွှေ့ပြောင်းမှုမြင့်နေတယ်လို့လူဦးရေရော့ကျလာတယ်လို့စစ်ကောင်ဆောင်ဝန်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့လူဦးရေမှာစေစုနှစ်အတွင်း ထမဆုံးအကျင့်ဖြစ်အနေငယ်ရောကြပြီးလူငယ်များကြားပြည်ပရွှေပြောင်းသွားလာမှုမြင်မှနေကြောင်းအနာသိစ်ခေါင်းဆောင်ပူဂျုံမူကြီးမင်းအောင်မင်းကဒီမနေ့မှာကျင်းပတဲ့2024ခုနှစ်တကောင်စည်ရင်ထုတ်ပြန်ပွဲမှာပြောကြားလိုက်ပါတယ်လူဦးရေရောကြမှုဟာမွေးဖွားနှုတ်ကြဆင်းခြင်းရွှေပြောင်းသွားလာမှုမြင်မှလာခြင်းနဲ့မိသားစုပုံစံများပြောင်းလဲလာခြင်းတို့ကြောင့်ဖြစ်ပြီးစိန်ခေါ်မှုတစ်ခုဖြစ်တဲ့ကဲ့သို့အခွင့်အလမ်းတစ်ခုလိုလဲမဲ့ယူနိုင်ကြောင်း၎င်းကဆိုပါတယ်လူငယ်များအကြ ပြပရွှေပြောင်းတော်လာမှုမြင်မာနေပေမဲ့လည်းတချိန်ကမွေးနှုတ်မြင်မာခဲ့တဲ့အကျိုးဆက်ကြောင့်အလုတ်လုံနိုင်တဲ့လူဦးရေစုလက်ရရှိနေစေကာလဖြစ်ပြီးစုလက်ကာလမကုန်ဆုံးမီလူငယ်လူရွယ်တွေကိုနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာမှန်ကန်ထိရောက်စွာအကျိုးရှိရှိဆောင်ရွက်နိုင်ဖို့စီမံဖို့အရေးကြီးကြောင်းကိုလည်းစစ်ကောင်းဆောင်ကပြောဆိုပါတယ်။လက်ရှိမှာစစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းပြည်ပခတ်တွင်နဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းကစစ်သားစုဆောင်မှုတွေကြောင့်လူငယ်အများပြားမှာရရနီးလန့်နဲ့ပြည်ပနိုင်ငံတွေကိုထွက်ခွာမှုပုံမှုများပြားလာနေတယ်လို့စစ်အာဏာရှင်စန့်ကျင်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့အတွက်ဖန်စီအကျဉ်းချခံရသူများနဲ့တော်လိုင်းရဲ့အဖွဲ့များအတွင်ဝင်ရောက်၍လက်နက်ကင်တိုက်ပွဲဝင်နေတဲ့လူငယ်များစွာလည်းရှိနေပါတယ်။2024ခုနှစ်တကောင်စင်းအရာစရင်ကောက်ယူနိုင်ခြင်းမရှိတဲ့ဒေတာများမှခံမှန်းလူဦးရေ19တသက်မှ2တန်းအပါအဝင် ြန်မာနိုင်ငံရဲ့လူဦးရေစုစုပေါင်းမှာ51တသမ4တန်းရှိပြီးအမျိုးသား58ရာခိုင်နှုန်းနဲ့အမျိုးသမီး53ရာခိုင်နှုန်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်ပရွှေပြောင်းတွန်းလာမှုအနေနဲ့စည်ရင်းကောက်ယူခဲ့တဲ့အင်တောင်စုများရဲ့ပြည်စုံမှုအရပြည်ပမှာနေထိုင်သူမြန်မာနိုင်ငံသား1တသမ1တန်းကျော်ရှိပြီးထိုင်းနိုင်ငံမှာ69ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်လူငယ်လူရွယ်တွေအများပြားမှာထိုင်းနိုင်ငံကို တရားမဝင်တရားဝင်နီလန်တို့နဲ့ရွှေပြောင်းဝင်ရောက်ခဲ့ကြပြီးအရက်ဖတ်အပွဲစည်းများရဲ့စည်းအရာထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားဥယျာဉ်မှာငါးတန်းခန့်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အမှုပညာအမိခံစစ်တပ်လက်ကင်ဒုတ်တွေကို ပြင်းထန်စွာအေးအေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ခုကပူရယ်ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်အမှုပညာအမိခံအကြမ်းဖက်စစ်တပ်လက်ကင်ဒုတ်တွေကို ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန်ယူကြီးအဖွဲ့၅ခုကယမန်နေ့အော်တိုဘားလ28ရက်နေ့ပူရဲကြေညာချက်တစောင်းထုတ်ပြန်လိုက်ပါတယ်။အကြံဖတ်စေအုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လှန်နေတဲ့လူငယ်တို့ကိုစော်ကားခြင်းလူတို့အရေးတော်ပုံကိုပုံဖြက်ကောင်းအမှန်တကယ်စိတ်ရဆွဲမှုကျွလွန်နေတဲ့လူတို့ရဲ့အသက်အိုးအိမ်ကိုမီရှို့တတ်ဖြတ်နေတဲ့အကြံဖတ်စေအုပ်စုဘက်မှစိတ်ရဆွဲမှုများထပ်မံကျွလွန်အောင်ထောက်ခံပြီး အားပေးအားမြောက်ပြုလုပ်နေတဲ့အညံ့စားအဖြင့်စားဝါဒဖြန့်အမှုပညာရှင်တွေကိုပြင်းထန်စွာအေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီအမှုပညာအမိခံစစ်တပ်လက်ကင်ဒုံများဖြစ်ကြတဲ့နေတိုးမြင့်မြတ်နေဝင်းအေဂျမ်မောင်ချူလီမိမြင့်မိုးအောင်ခိုင်ငပြောကျော် အောင်တိုးနိုင်လင်းတွက်လက် စူပါလင်းမင်းညို အုတ်ကပြန်ရင်ရဲရင်ရောပြောအောင်စင်ဖြိုးစတဲ့လူလူနဲ့ နိုင်ငံတော်အပေါ်ပြည့်ရပြူစော်ကားတဲ့အညံ့စားအဖြင့်စားဝါဒဖြန့်အမှုပညာရှင်တွေကို boycott and social punishment ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်ရန်ကုန်ယူကြီးများကပြည်သူလူထုတရက်လုံးကိုနှိုးဆော်ထားပါတယ်။ဒေါ်လန်ရည်တဲ့မှာပြည်သူကတာဝန်ကျေတဲ့ကဲတို့ရန်ကုန်ယူကြီးများအနေနဲ့လည်းအညံ့စားဝါရဖြက်အမှုပညာရှင်တွေရဲ့အချက်လက်တွေကိုရရှိတာပြီးလူတို့နဲ့ရည်တော်ပုံကိုစော်ကားခဲ့တဲ့ထိုသူတို့ရဲ့နောက်ဖြစ်လာမယ့်ကိစ္စရရက်ကို ပြည်သူလူထုတရားစီရင်ခန်းအဖြစ်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမှဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ကောင်တွေတဲကမြို့သူကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ။အချက်လက်တွေစူးစောင်းနေတာတွေလည်းရှိပါတယ်။သူတို့ရုပ်ရှင်လောကသားတွေတဲကနေလည်းသူတို့တရင်တွေကိုအစမပြတ်ပုံပေးနေတဲ့သူတွေလည်းရှိပါတယ်။ကျွန်တော်တို့ယူဂျီတွေကပြည်သူအပေါ်မျက်နှာမူပြီးရက်တီကြတဲ့သူတွေပါ။ပြည်သူအလိုမရှိတဲ့မြို့သူမဆိုကျွန်တော်တို့ရန်သူပါပဲလို့ ရန်ကုန်အာမီ YA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါပူရဲကြီးညာချက်ကိုရန်ကုန်မြို့အတွင်းစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ရန်ကုန်အာမီ YA Dark Shadow Operation Flame OF Mother Send ရန်ကုန် Force နဲ့ Broken System တို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ပေါက်ခေါမြို့နဲ့အုတ်ချုပ်ရည်မှုအောင်းနိုင်တူဦးဆောင်တဲ့ပြူစောတိအဖွဲ့ကမြို့ပေါ်ရက်ွက်တွင်မှနေအိမ်တကားတွေကိုပါရိုက်ပွင့်ပြီး အစင်းစစ်စေးကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပောက်ခုံးမြို့နယ်အုတ်ချုပ်ရည်မှုအောင်နိုင်သူဦးဦးဆောင်တဲ့ပြူစောတီအဖွဲ့ကမြို့ပေါ်ရက်ကွက်တွင်မှနေအိမ်တကားကိုပါရိုက်ဖွင့်ပြီးအစင်းစစ်စေးကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်နေကြောင်းဒေသပြည်သူများနဲ့ဒေသရင်းသတင်းရင်းမြစ်ဖြစ်တဲ့ဒုပြည်မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ပောက်ခုံးမြို့နယ်အုတ်ချုပ်ရည်မှုအောင်နိုင်သူဦးဟာစစ်တပ်ကစစ်မှုတပ်ဥပဒေပြဋ္ဌာန်းချိန်မှစတင်၍ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်နေခြင်းဖြစ်ကြောင်းအဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးမှုတွေကိုပေါက်ခေါင်းမြို့နယ်ဥကျုံရင်းမှုအောင်နိုင်သူဦးစီမံဘုံမှုတူနိုင်ကျော်တူဦးစီတရားဆွေးနဲ့ရုံစရီကန်ထူးတို့ကစူပေါင်းလှုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်လက်ရှိအချိန်မှာဥကျုံရင်းမှုအောင်နိုင်သူဦးဦးဆောင်တဲ့ပြူစောတိအပွဲဟာမြို့ပေါ်ရက်ွက်တွင်မှနေအိမ်တကားကိုပါရိုက်ဖွင့်ပြီးအစီရင်စစ်စစ်မဲလို့ဆိုကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်မှုတွေကို ပုံမဆိုးရွားစွာလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းအဲ့ဒီလိုဖန်ဆင်းငွေညှင်းမှုများမှရရှိလာတဲ့ငွေကြေးတွေကိုထွေအုပ်ကြီးလို့ဆိုကဒူဦးစီမူတရားဆွေကငွေကျပ်350နဲ့ပြူစောတိကောင်းဆောင်နေကြောက်ခဲ့ဆိုသူကငွေကျပ်350ယူဆောင်ကြောင်းသိရှိရပါတယ်။ပောက်ကောင်းမြို့ပေါ်မှာအုတ်ချုပ်ရည်မှုအောင်နိုင်သူဦးကလူငယ်တွေကိုပေါ်တာဆွဲဖန်ဆီတာတော်တော်ဆိုးလာတယ်။အခုကသူတို့စောင့်ဖန်းတာလူသိမ့်မရတော့လို့ညဘက်ဆိုအေးစင်းတွေအကြောင်းပြပြီးနေအိမ်တကားကိုပါရိုက်ဖွင့်ပြီး ေါ်တာဆွဲဝင်ရောက်ဖမ်းဆီးတာငွေညစ်တာတွေလှုပ်ဆောင်လာပါတယ်။ပြည်သူတွေလည်းကြောက်လန့်နေကြပါတယ်။ညဘက်ရောက်ရင်အေဆင်းလာစစ်မာကိုလက်နေရပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အုတ်ချုပ်ရေးမှုအွန်လိုင်းတူဦးဆောင်တဲ့ပြူစောတိအဖွဲ့ဟာပေါက်ခေါင်းမျိုးပေါ်လမ်းဆောင်တွေနဲ့စစ်စည်ဂိတ်တွေကိုအင်စည်းကားများနဲ့နေစဉ်လှည့်ပတ်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုများလည်းပြုလုပ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ MNTA ကိုကန်တပ်ဖွဲ့ဝင်များ ်မြန်မာစာတင်ဒီကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း MTAA ထိန်းချုပ်ထားတဲ့တင်ဒီမြို့မှာဗမာစကားမြန်မာဘာသာစကားတင်တဲ့ဖွင့်လှစ်ရမှာခရိုင်အုပ်ချုပ်ရေးမှူးများတင်တဲ့တက်ရောက်လျက်ရှိကြောင်းတကူးကန်သတင်းမှထုတ်ပြန်ထားပါတယ်။အဲ့ဒီတင်တဲ့မှာ MTGB ဘူအယံကော်မတီဝင်တင်ဒီခရိုင်အုပ်ချုပ်ရေးမှူးဦးဖုံရှင်းချန်ခရိုင်အုပ်ချုပ်ရေးမှူးဒုတိယအဖွဲ့ဝင်ဟန်ချောင်းဟွာဒုတိယခရိုင်ဝန်ရန်ဝန်လျက်အပါအဝင် ခရင်အဆင့်ကောင်းဆောင်များကိုတိုင်ဦးဆောင်ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။တိုင်းရင်းသားပေါင်းစုံနေထိုင်ရာဒေသတွေမှာဘာသာစကားနဲ့ဆက်သွယ်ပြောဆိုမှုအခက်အခဲတွေကိုလက်တွေ့ကြကြဖြေရှင်းနိုင်ရန်နဲ့အများပြည်သူဝန်ဆောင်မှုပေးခြင်းကိုမြင့်တင်နိုင်ရန်အတွက်ယခုလိုတင်ဒဏ်များဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။တင်ယိုညွန့်နဲ့ဟာနေ့စဉ်အစိုးရရုံးလုပ်ငန်းတုံကိစ္စရပ်များမှာပမာစကားကိုလက်တွေ့ကြကြအသုံးပြုနိုင်ရေးကိုအထူးကထားတင်ကြားပေးခြင်းဖြစ်ပြီးပမာစကားတက်မြောက်ရန်တင်ကြားခြင်းက တိုင်းရင်းသားအချင်းချင်းဆက်သွယ်ရေးတောက်စီတွေကိုဖေရှားကဝန်ထမ်းများအနေနဲ့လူမှုအကျိုးပြုဝန်ထမ်းများမူဝါဒရှင်းလင်းချက်များအပါအဝင်ကန်တန်းစုံဆက်သွယ်ပြောဆိုရေးလုပ်ငန်းတွေကိုပုံမှုချုံးမွေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်တယ်လို့သိရှိရပါတယ်။အဲ့ဒီတင်တဲ့ကိုအော်တိုဘားလ73ရက်နေ့ကစတင်ခဲ့ပြီးတင်တန်းရဲ့ပထမအတုပ်တင်တန်းသားစုစုပေါင်း43ဦးရှိကခရိုင်အတွင်းမှာရှိတဲ့ဌာနဆိုင်ရာတွေမှာလုပ်ငန်းကျွမ်းကျင်တဲ့အထက်ကဝန်ထမ်းများလည်းပါဝင်ကြောင်းသိရှိရပါတယ်။ မြန်မာစကားမတိမတက်တော့ဘာသာပြန်တွေနဲ့တွားရတာအစည်းအဝေးတွေကအစဂိတ်တာဝန်ကြတွေကအစုံမြန်မာလူတက်မှအပြောဆိုအစဉ်ပြေမှာဖြစ်တယ်လို့တင်တန်းတက်နေသူတို့ကဆိုပါတယ်တင်တန်းအစည်းအဝေးကိုတိန့်နိခဲအစိုးရမှစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးဗမာစာပေနဲ့ယဉ်ကျေးမှုကော်မတီမှကျွမ်းကျင်ဆရာဆရာမတွေကိုဖိတ်ခေါ်၍စနစ်တကျတင်ကြားပေးလျက်ရှိပြီး MTA ဟာတရုတ်ဘာသာစာနဲ့စကားကိုသာအတိတ်ကသုံးစွဲနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ NLD အပြက်အသက်အနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအသိအမှတ်ပြုထားပြီးစစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲတရားမဝင်ဘဲနိုင်ငံတကာကလည်းလက်မခံဘူးလို့ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအပြက်အသက်အနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအသိအမှတ်ပြုထားပြီးစစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲမှာ တရားမဝင်ကြောင်း NLD ကယမန်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကကျင်းပခဲ့တဲ့မြန်မာနိုင်ငံပါတီစုံအထွေထွေရွေးကောက်ပွဲဟာကမ္ဘာကောင်းဆောင်များတန်တမန်များနဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းမှလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်အတိမတ်ပြုခဲ့ကြကြောင်းသို့သောစစ်တပ်ကမဲစည်းရင်မာရွေးမှုရှိတယ်လို့အထောက်အထားမရှိတဲ့ဆွဆွေးချက်နဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဒီမိုကရေစီနှိကျရွေးကောက်ခံအစိုးရထံမှ အာဏာလုယူခဲ့ကြောင်းစစ်အာဏာသိမ်းပြီးနောက်စစ်တပ်ဟာလူခွင့်ရေးချိုးဖောက်မှုများစွာကိုကျူးလွန်နေခဲ့ပြီးယခုအခါမှာစစ်ဘေးရှောင်ဒုက္ခသည်၃တသမ6တန်းကျော်ရှိလာခဲ့ကနိုင်ငံရေးအကျဉ်းသား19000ကျော်ရှိနေကြောင်းယခုအခါစစ်အုပ်စုဟာဒီမိုကရေစီစံနှုန်းများနဲ့ကိုက်ညီမှုမရှိတဲ့အတူအယောင်ရွေးကောက်ပွဲကိုကျင်းပရင်ကြိုးပမ်းနေပြီး၎င်းဟာနိုင်ငံဧရိယာရဲ့၃ပုံ၃ပုံခန့်မှသာကျင်းပနိုင်မှာဖြစ်ကြောင်း NLD ကထောက်ပြပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစီအိုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံအတိအမှန်မပြုကြောင်းနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကို၎င်းရဲ့ရွေးကောက်ပွဲအားအတိအမှန်မပြုရန်ဤပညာနဲ့ငွေကြေးအထောက်ပံ့မပေးရန်ရွေးကောက်ပွဲလိလာသူများစီလွတ်ချင်းမပြုရန်တိုက်တွန်းထားပါတယ်၂029နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲထဲမှာမင်းစနနဲ့1138နှစ်ရာဂိုင်နှုန်းအဖြစ်95တက်တမ38ရာဂိုင်နှုန်းမှာကျင်းပနိုင်ခဲ့ကြောင်း နိုင်ငံရေးပါတီ92ခုမှကိုစလေလောင်9389ဦးနဲ့တတိပုဂ္ဂလကိုစလေလောင်260ဦးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းစန္ဒမဲပေးခွင့်ရှိသူ382သိန်း9148ဦးရှိရမှာတနိုင်ငံလုံးစန္ဒမဲပေးသူအနေနဲ့87ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမဲစန္ဒနဲ့အားလုံးရဲ့82.36ရာခိုင်နှုန်းအနိုင်ရရှိက လွတ်တော်ကိုစလေ920ဦးရွေးချယ်တင်မြောက်ခံခဲ့ရကြောင်း NLD ကပြောပါတယ်မြန်မာပြည်သူတွေဟာကိုဗစ်19ကရောဂါကိုရင်ဆိုင်လျက်နဲ့မိမိတို့ဆန္ဒကိုရဲရင်စွန့်စားဖော်ထုတ်ခဲ့ကြကြောင်းပထမအကြိမ်မဲပေးခွင့်ရသူ first time voter ငါးသန်းကျော်နဲ့ပြည်ပရောက်နိုင်ငံသားတွေကလည်းစိုက်ရောက်နိုင်ငံတွေမှတဆင့်ပါဝင်မဲပေးခဲ့ကြကြောင်းကိုဗစ် NLD ကမှပြည်သူများတခင်းနဲ့ဥပပေါင်းပါဝင်မှုကြောင့်ပေါ်ထွက်လာတဲ့2020ခုနှစ်ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာမှခေါင်းဆောင်များနဲ့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့အစည်းတွေကကြိုးစားထောက်ခံခဲ့ကြကြောင်းနိုင်ငံတကာအဖွဲ့အစည်းများနဲ့ရွေးကောက်ပွဲလည်လာသူတွေကလက်လက်တရားမျှတသောရွေးကောက်ပွဲဖြစ်အတိမတ်ပြုခဲ့ပြီးအတိမတ်ပြုတဲ့အဖွဲ့များထဲမှာ Asian Network for Free Elections ENFREL People Alliance for Credible Elections PACE ရွေးကောက်ပွဲစောင့်ကြည့်ရေးဂျပန်မစ်ရှင်အဖွဲ့ Qatar Center ြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့စစ်နှစ်ဖွဲ့လို့ပါဝင်ကြောင်းသိရှိရပါတယ်။တရုတ်ပြည်သူတမရနိုင်ငံတော်တမရကြီးရှီကျင့်ဖြင့်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရန်ကုန်အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Robert C. O'Brien အမေရိကန်နိုင်ငံသားဝန်ကြီး Mike Pompeo UK နိုင်ငံသားဝန်ကြီး Mr. Nigel Adams ဗြိတိရှ်တန်အမတ်ကြီး Mr. Dencher ကနေဒါနိုင်ငံသားဝန်ကြီးဌာနဩစတြေးလျနိုင်ငံသားဝန်ကြီး Mrs. Marie Spain ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီဒေဆုကာအိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီထိုင်းဝန်ကြီးချုပ်မစ္စတာပရာယုတ်ချန်အိုချာစင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ဘူတန်ပရင်မင်းမြတ်ဂျစ်မီခီဆာနန်ချေဝမ်ချောက်ဘူတန်ပရင်မင်းမြတ်နဲ့ဥရောပသမဂ္ဂတို့က NLD ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်မှုရလဒ်ကိုဂုံပြုချီးကျူးခဲ့ပြီးဒေါန်ဆန်းစွတ်ကြီးကိုချီးကျူးဂုံပြုခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်ထိအပြည်ပြည်ဆိုင်ရာလွှတ်တော်များတမကအပါအဝင် နိုင်ငံတကာအတိုင်းဝိုင်းက2020ခုနှစ်နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုနေစေဖြစ်ပြီးဥရောပသမဂ္ဂနဲ့ကမ္ဘာကုလသမဂ္ဂစတဲ့အဖွဲ့အစည်းကြီးများအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကမြမအရေးနဲ့ပတ်သက်၍2020ရွေးကောက်ပွဲရလဒ်အပေါ်မှာသာအခြေခံရတာချင်းကပ်ပြောဆိုခဲ့ပြောဆိုလျက်ရှိကြောင်း NLD ပါတီကဆိုပါတယ်ဒါပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020ရွေးကောက်ပွဲရလဒ်ကို တရားဝင်အတိအမှတ်ပြုခဲ့ကြောင်း၂၀၂၀အထွေထွေရွေးကောက်ပွဲရလဒ်တီးသောပြည်သူစံနှုန်းနှင့်အညီတရားဝင်တည်ရှိနေစေဖြစ်ကြောင်း NLD ကထုတ်ပြန်ပါတယ်၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့မှာမြန်မာစစ်တပ်ကမေဆင်းရင်မောင်းရွံ့မှုရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ရွေးကောက်ခံတည်စေအစိုးရထံမှအာဏာလုယူခဲ့ခြင်းဟာမြန်မာနိုင်ငံရဲ့ဒုစင်က၂၀၀၈ဖွဲ့စည်းပုံခြေခံဥပဒေအပါအဝင်အခြားမြေတီတည်စေဥပဒေများနဲ့မျှကန့်ညီမှုရှိကြောင်း မေစီရင်မှာရင်မှုရှိတယ်လို့စစ်တကဆွဆွဲခဲ့ပေမဲ့အစူပါဆွဆွဲချက်မှာအထောက်ထားခိုင်လုံခြင်းမရှိကြောင်းမေစီရင်မှာရင်သည်ထို့နောက်မင်းမတမာမှုရှိခဲ့သည်လို့လိန်ညာဆွဆွဲ၍အာနာတိန်ယူမှုဟာအထောက်ထားမခိုင်လုံတဲ့အပြင်ထိုကိစ္စနဲ့ပတ်သက်၍မြန်မာစစ်တပ်မှဥပဒေအရအစိုးအဖက်ပြုပိုင်ခွင့်အရေးယူဆောင်ရွက်ပိုင်ခွင့်လည်းမရှိကြောင်းမေစီရင်မှာရင်မှုနဲ့မင်းမတမာမှုတို့ဟာတိုက်ရိုက်သက်ဆိုင်တဲ့အကြောင်းအရာများမဟုတ်ကြကြောင်း ရွေးကောက်ပွဲဆိုင်ရာအငင်းပွားမှုများမှားယွင်းချွတ်ချော်မှုများကိုကင်တွယ်ဖြေရှင်းရန်တာဝန်နဲ့လုပ်ပိုင်ခွင့်မှာတည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှစ၍တက်ဆိုင်ရာကော်မရှင်အစစ်အစစ်ထံသာတည်ရှိကြောင်း NLD ကဆိုပါတယ်။စေအိုစုကျင်းပမဲ့အတူယောင်ရွေးကောက်ပွဲရဲ့တရားမဝင်ဘဲစေအိုစုကဖွဲ့စည်းလိုက်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာဒီမိုကရေစီစံနှုန်းများဖက်ဒရယ်စံနှုန်းများနဲ့ကိုက်ညီမှုမရှိတဲ့ အတူအယောင်ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေကြောင်းစေအိုစုအနေနဲ့၎င်းတို့ကိုးကားနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းပိုင်ခွင့်မရှိကြောင်းစစ်တပ်စီစဉ်ကျင်းပတဲ့ရွေးကောက်ပွဲကိုပြည်သူကပယ်ချလျက်ရှိကြောင်းစစ်တမ်းများအရာလဲစစ်တပ်ကစီစဉ်မဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကပြက်ပြက်သားသားညှင်းပယ်ကြောင်းတွေးရှိရမှာဖြစ်ကြောင်း NLD ကထောက်ပြပါတယ်2021ခုနှစ်ဧပြီလ24ရက်နေ့ အာနာလူအကြံဖတ်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ကိုရင်တက်ရောက်သဘောတူညီခဲ့တဲ့အာဆီယံဆိုင်ရာမြန်မာအရေးဆိုင်ရာဘုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အမှတ်2669မှာလည်းအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်ကိစ္စအလင်းမပါဝင်ကြောင်းထို့ပြင်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကထုတ်ပြန်လိုက်တဲ့အာဆီယံရဲ့ထုတ်ပြန်ချက်မှာဗတ်အသီးသီးမှအကြံဖတ်မှုများရပ်တန့်၍ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုဥစားပေးပြုလုပ်ရမယ်လို့ဖော်ပြထားကြောင်းဥရောပသမဂ္ဂအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အစရှိတဲ့နိုင်ငံစုံအစည်းအဝေးတွေကလည်းစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းကြီးညာချက်များထုတ်ပြန်ခဲ့ကြကြောင်းသိရှိရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူတွေရဲ့စံနှုန်းနဲ့တိုင်းရင်းသားမဟာမိတ်တွေရဲ့ကြီးမန်းချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးအသွင်တရနဲ့အနှစ်သာရပြောင်းလဲမဲ့ဒီမိုကရေစီအခွင့်အရေးတွေကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်မှာသာခိုင်မာစွာရပ်တည်နေကြောင်းအဆိုပါလမ်းကြောင်းကိုတန်းတူညီမျှမှုနဲ့ပြည်သူလူထုရဲ့ဆန္ဒကိုအခြေခံ၍ဒေသတွင်းအင်အားစုများနဲ့အတူတကွပူးပေါင်းဆောင်ရွက်ကဖက်ဒရယ်ယူနစ်များမှာဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေသို့မဟုတ်ဂျာကာလာအစီအမံများရေးဆွဲအကောင့်ထဲပေါ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်အတူရောက်ရွေးကောက်ပွဲကိုအတ္တမကျင်းပရန်ပြင်ဆင်နေခြင်းဟာ မြန်မာနိုင်ငံပြိုကွဲမှုကိုဥတည်စေပြီးပြည်ပကတ်များကိုသာတိုးပွားလာစေမှာဖြစ်တဲ့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မခံအတိအမှတ်မပြုပူပေါင်းဆောင်ရွက်မှာမဟုတ်ကြောင်းစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းဟာလက်နက်ကိုင်စစ်တပ်တွေကဒီမိုကရေစီနိကျရွေးကောက်ခံအစိုးရကိုဖြုတ်ချနိုင်သည်နိုင်ငံရေးခေါင်းဆောင်များကိုဖမ်းဆီးထောင်ချနိုင်သည်အနိုင်ရပါတီတွေကိုဖျက်သိမ်းနိုင်သည်ဆိုတဲ့သတင်းစကားပေးခြင်းဖြစ်သွားနိုင်ပါကြောင်းရင်းတို့ထောက်ခံလိုက်ပါက ပြည်သူလူထုရဲ့ဆန္ဒကိုပြစ်ပယ်လိုက်ခြင်းသာဖြစ်ကြောင်းသူဖြစ်၍နိုင်ငံတကာခေါင်းဆောင်များနဲ့အစိုးရများအနေနဲ့မိမိပြည်သူတို့ရဲ့စန္ဒအမှန်ကိုလေးစားအသိမှတ်ပြုပါရန်စေအုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲအတွက်ဤပညာအထောက်ပံ့နဲ့ငွေကြေးဆိုင်ရာအကူအညီများပေးအပ်ခြင်းမပြုရန်ရွေးကောက်ပွဲလေးလောက်သူတွေကိုစေလွတ်ခြင်းမပြုရန်စေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမဝင်ကြောင်းနိုင်ငံတကာအသိမှတ်မပြုကြောင်းပူးရဲကြညာချက်ထုတ်ပြန်ရန်အဆိုပါတရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအသိမှတ်ပြုခြင်းမပြုပါရန် NLD ကပန်ကြားတိုက်တွန်းပါတယ်။ရင်းအပြင်တရားမဝင်ရွေးကောက်ပွဲရလည်းအရာပေါ်ထွန်းလာမယ့်အဖွဲ့အစ်တဲ့ပူပေါင်းဆောင်ရွက်ခြင်းမပြုရန်ထောက်ပံ့ကူညီမှုများမပေးအပ်ရန်နဲ့ပိတ်ဆို့အရေးယူမှုများဆက်လက်ထားရှိရန်2020ခုနှစ်ပါတီစုံအထူးထွေရွေးကောက်ပွဲမှာတရားဝင်ရွေးချယ်တင်မြောက်ထားတဲ့အနိုင်ရပါတီကောင်းဆောင်ဖြစ်တဲ့မြူသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်စုကြည်နဲ့ဒုတိယဥက္ကဋ္ဌနိုင်ငံတော်တမန်တော်ကြီးဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးဆောင်ရွက်ပေးရန်ဒီမိုကရေစီရှင်သန်ရေးလိုလားတဲ့မိတ်ဆွေနိုင်ငံများအလုံးပူးပေါင်းဆောင်ရွက်၍မြန်မာနိုင်ငံရဲ့ Federal Democracy အရေးလူ့အခွင့်အရေးနဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးကိုကူညီအကောင့်ထဲပို့ပေးပါရန် NLD ကတိုက်တွန်းတောင်းဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။